်အလုံးပဲမင်္ဂလာပါ ကျွန်တော်ရအောင်စမ်းချင်နေကနေဒီတစ်ပတ်ပြန်လဲကြိုးဆိုပါရယ်ကျွန်တော်ဒီနေ့တင်ပေးမယ့်ကြောင်းအရာကတော့ကျွန်တော်တို့ Excel ထဲမှာအခြေခံပုံနည်းမြောက်နည်းစာနည်းလေးတွေကိုဆက်လက်ပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမအဦးဆုံးပုံနည်းကိုအခြေခံပုံနည်းလေးတွေကိုလေ့လာသွားမယ်။ဟုတ်ပြီကျွန်တော်တို့ Excel မှာကြတော့ပုံနည်းအမျိုးမျိုးရှိပါတယ် ကျွန်တော်တို့နံပါတ်1တခုလေးလာရအောင်ကူပွန်ချင်းတဲ့ sale ကိုမကြတော့ clip တစ်ချက်နေပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီတိုင်တစ်ခုလုံးပေါင်းမှာဖြစ်ပါတယ်ဒီတိုင်တစ်ခုလုံးပေါင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ပထမဆုံးညီမျှချင်းနေပေးလိုက်ပါပြန်ကြတော့ give up ပေါ်နေ some s ju and some lo ရိုက်ပြပါပြီးရင်ကွန်စာလီရိုက်ပြပါကျွန်တော်တို့ဒီမှာ one ကနေကျွန်တော်ဒီ night ဖြစ်ပုံမှာဖြစ်ပါတယ် one ကတော့ကျွန်တော်တို့ဘယ်မှာရှိလဲဆိုတော့ f မှာရှိပါတယ် f f တိုင်းမှာရှိပြီးတော့ဒီဘက်မှာကျတော့ကျွန်တော်တို့ column 5မှာရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒါကို f 5လို့ရိုက်ထည့်ပေးပါမယ် f 5ပြီးတော့ကျွန်တော်တို့ plus အပေါင်းနဲ့ also လေးအပေါင်းမဟုတ်ဘူးပြီးရင်ကျွန်တော်တို့ assembly နဲ့ set နေပြလိုက်ပါဒီဟာဒီဟာလေး ဒီဘောပေါ်ဒီတစ်ချက်နေပြီးပါပြီးရင်ကျွန်တော်တို့ဒီ night ဒီ one ကနေဒီ night ဒီပုံမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ night ကြတော့ကျွန်တော်တို့ f ပိုင်းမှာရှိပြီးတော့ကျွန်တော်တို့ column 5မှာရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ f 15လို့ရိုက်ပါမယ် f 15ဟောဒီပြီးရင်ကျွန်တော်တို့ gun bait တစ်ချက်ရိုက်ပြီးပါပြီးရင်ကျွန်တော်တို့ enter ခေါ်ပြီးပါဒါဆိုကျွန်တော်ဒီနမှာအဖြေရတော့ပါပြီ ဟုတ်ပြီကျွန်တော်တို့ဒီတိုင်တစ်ခုပုံပြီးပြီဆိုတော့ကျွန်တော်ဒီတိုင်တွေလက်ခုနနီလန်တိုင်နဲ့လိုက်ပုံချင်းပုံလို့ရတယ်လို့ကျွန်တော်တို့ဒီလိုလိုက်ကိုတိုင်တစ်ခုချင်းစီလိုက်ပုံပေးမယ်ဆိုရင်ကျွန်တော်တို့အချင်းတွေအများအကုန်သွားပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီတစ်ခုပုံပေးပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ mouse ထောင်းလိုက်ပါပြီးရင်ကျွန်တော်ဒီလိုမျိုးပုံစံကြလာတဲ့ခါကျရင်ကျွန်တော်တို့ mouse ကိုဖြည့်ပြီးတော့ဒီလိုမျိုးဆေးပေးလိုက်ပါ။ဒါဆိုရင်ကျွန်တော်တို့ဒီတိုင်တစ်ခုထဲပုံပေးလိုက်ရုံနဲ့ဂျာနာလေးတစ်ခုချင်းစီလိုက်ပုံဆရာမလိုပဲနဲ့ auto fill နဲ့ဒီလိုမျိုးဆွေးပေးလိုက်ရုံနဲ့အကုန်လုံးပုံပြီးသားဖြစ်ပါတယ်။ဟုတ်ပြီ။ကျွန်တော်ဒါတွေအကုန်ပြန်ဖြတ်ပါမယ်။ဒါရီကျွန်တော်တို့ကာကူလေတာနဲ့ပုံကြည့်ပါမယ်။ဒီတစ်ခုချင်းစီပုံကြည့်ပါအဖျားဒီမှာ50နည်းရမယ်။ ညီမလေး40ခွန်ရမယ်63ရမယ်48ရမယ်ညီမလေး36ရမယ်ဒါကတော့ excel ရဲ့အားသာချက်မှာအချင်းကုန်လူပင်ပန်းတာတက်တာပါလေဟောပြီးကျွန်တော်ဒါတွေကိုပြန်ဖြတ်ပြပါမယ်နောက်တနည်းနောက်နောက်ထပ်တနည်းနဲ့ပုံပြပါမယ်ဟောပြီးနောက်တနည်းကတော့ကျွန်တော် keyboard ပေါ်မှာ a matching နေပြလေပါပြကျွန်တော် source အတိုင်းပဲ sum လို့ရိုက်ပြပါပြီးရင် ကွန်ဆာလိုရိုက်ပြပါပြင်ကိုပုံချင်တာဒီကနီကျွန်တော်တို့ကျွန်တော်တို့ခေါ်နာတုန်းက keyboard ပေါ်နီ f file လိုရိုက်ပြတာဖြစ်ပါတယ်အခုကျွန်တော်တို့မရိုက်တော့ပါဘူး mouse နဲ့ဒီ one ကိုတစ်ချက်နေပြလိုက်ရုံပဲပြင်ကျွန်တော်တို့ဆော့ဆော့တိုက်ကိုစနလုံးပေါ်ပုံဆောင်မျိုး keyboard ပေါ်နီကိုစနလုံးပေါ်ပုံဆောင်မျိုးကို the channel ပြလိုက်ပါဒီဟာ ြီးရင်ကျွန်တော်တို့ဒီ mic ကိုတစ်ချက်မေးပေးလိုက်ရုံပါပဲတူတူ F15 ဆိုပြီးတော့ auto select ဝင်တော့ပါတယ်ပြင်ကျွန်တော်တို့ point တဲ့ပြင် enter ခေါင်းလိုက်ပါနောက်ဆုံးကျွန်တော်တို့ source one နဲ့အတိုင်းပဲဖြည်ဒါပေမဲ့ဒီဟာတွေ့နေလဲတဲတော့မဟုတ်ပါဘူး source အတိုင်းပဲဒီလိုမျိုးဆွေးပေးလိုက်အောင်ပါပဲဒါဆိုကျွန်တော်တို့အဖြစ်တစ်ခုအကုန်လုံးကြာလာပါတယ် ကျွန်တော်တို့ဒါကိုအကုန်ပြန်ဖက်မယ်နောက်တနည်းနဲ့ပုံပြပါမယ်နောက်တနည်းကတော့အရန်လည်းကူပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီဟာတွေကိုအကုန်လုံးပုံချင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့အကုန်လုံး mouse နဲ့ဒီလို switch လိုက်ပါကျွန်တော်အောက်ကွက်ချီဆွဲပြပါဒီကွက်တကွက်ချီပေါ်အောင်ဆွဲပြပါ ဒီကျွန်တော်တို့ home dev chair မှာရှိရကျွန်တော်ဒီနာမှာ auto sum ဆိုတာရှိပါတယ်ဒါကိုတစ်ချက်နေပြလိုက်ရုံပဲနောက်ဆိုရင်ကျွန်တော်တို့ဒီမှာအဖြေအကြလာပါပြီကျွန်တော်တို့ source အတိုင်းပဲဒီကနေဒီလိုမျိုးဆွေးရင်လည်းအဖြေ auto fill နဲ့လည်းကျွန်တော်တို့ဆွေးရင်လည်းအဖြေထွက်လာတယ်လို့ကျွန်တော်တို့ဒီနေ့အတိုင်းပဲကျွန်တော်တို့ဆက်လွှင့်လေးရပါတယ်ဘာပေါ်နေဒီလိုမျိုးအောက်ကိုဆွေးချပါနောက်ထပ်ဒီလိုမျိုး ဘုံကုတ်တကွချီအောက်အောက်ကကုတ်တကွချီဆွေးပြပါပြင်ကျွန်တော်တို့ဒီနာမအတ္တဆံနေလိုက်ပါဖီရတော့တူတူပါပဲကိုဆင်ပြတဲ့နီလာနဲ့လို့လို့ရပါတယ်ဟုတ်ပြီဒီရင်ကျွန်တော်တို့နောက်တစ်ခု average ရှာပြပါမယ် average ဆိုတာပြန်ပြပါကျွန်တော်တို့ဥပမာ dì hà dùy kô dì tay tát khu lông yé piam nhé kô chó rô sàn chì chân rô mẹ chìn đề average lông yé pì vã mẹ e v e r e g e average bì ng kôn sa bì chân rô sò sò 15 sorry f5 ကနေကျွန်တော်တို့ f15 ချီဟုတ်ပြီပြင်ကြတော့ company တစ်ချက်နေပြလိုက်ပြင် enter ခောက်ပြလိုက်ပါဒါဆိုရင်ကျွန်တော်တို့သူ့ရဲ့ average သူ့ရဲ့ပြင်မြင်ကဒီမှာကျလာပါတယ်ကျွန်တော်တို့ဒီဟာဒီ data တိုင်းတစ်ခုလုံးရဲ့ average ကိုကျွန်တော်တို့ရှာပြီးပြီဆိုရင်တခြားဟာဒီဟာဒီ average ကိုကျွန်တော်တို့တစ်ခုချင်းစီလိုက်ရှာရှာမလို့တော့ပါဘူး ညနေအတော့ finish စပြလိုက်ရုံပါပဲ။ဟောဒီပြင်ကြတို့ဒီအရာလည်းအောင်လို့ခြင်းပဲ။ဒီဒီ column တစ်ခုလုံးရဲ့ app page ကိုကျွန်တော်ဆက်ပုံရှာပြပါမယ်။ဒီမြချင်း average average ကွန်စာကျွန်တော်ဒီ take ကနေ3အထိရှာမှဖြစ်တဲ့အတွက် big ကတော့ a5 မှာရှိပါ sorry f5 မှာရှိပါတယ် f5 ပြီးတော့ဒုံဆန်တဲ့ကျွန်တော်ဒီဟာလေးခံပြီးမင်းကျွန်တော်3ကြာတော့ကျွန်တော် j5 မှာရှိပါတယ် j5 ပြီး con t enter ခေါက်လာစင်ကျွန်တော်တို့ဒီမှာသူ average ကြာလာပါပြီဟုတ်ပြီ ။ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီသင်ခန်းစာကိုနားလည်မယ်ထင်ပါတယ်။ကျွန်တော်ကတော့ကျွန်တော်ဒီဗီဒီယိုဒီမှာပဲဆုံးသတ်ပါမယ်။ခုလိုဆုံးဖြတ်ချက်ရှိပြီးတဲ့အတွက်သူပဲကျေးဇူးတင်ပါတယ်။ See you in the next video.